ချောက်တာနေရခုံမှာတော့နာဂီရီကိုတငယ်ချင်းနှစ်ယောက်ကရေပူစမ်းမှာမြူးတူးနေကြပါတယ်နှစ်ယောက်သားတန်း40တန်းကြီးတန်း80တန်းကြီးအတီးတီးရှိကြတာမလို့အခုလို့ပြောနေတာကလည်းဖြစ်တင်ပါတယ်နာဂီကတော့ကိန်းကနန်းတွေကသူ့ကိုအနှဲငယ်ပဲပြောစီပေးမိရှုံသွားတဲ့ပွဲကိုအောင်ပွဲခံနေတာမလို့နာဂီကအောင်ပွဲခံတာနည်းနည်းများများမနေဘူးလားလို့မေးလိုက်ပါတယ်ရီယိုကတော့နာဂီရဲ့စူပါဂိုးကကကဘာလုံးမှပြန့်နေသွားပြီမလို့အောင်ပွဲခံရတာတန်းချောင်းပြောပါတယ်ရှုံသွားရဆိုရင်မဲအဲ့ဒီအရာကိုဂယူမဆိုင်ပဲကဘာကြီးရဲ့သူတို့ရဲ့အတင်းဖွဲလှုပ်ဆောင်မှုကိုပြသနိုင်ခဲ့တဲ့အတွက် ကျင်းနေနေပြီးတော့သူ့ရဲ့အစွမ်းစားနဲ့နာဂီယိုနာမည်ကြီးအောင်လှုပ်ဝေးနိုင်လို့လဲပျော်ရွှင်နေမိပါတယ်။နာဂီအတွက်ကတော့ကမ္ဘာအကောင်းဆုံးဆိုတဲ့အရာမျိုးဟာဘယ်လိုပုံစံလဲဆိုတာစဉ်းစားရခက်နေပြီးအီဆာဂီယိုအနိုင်ယူဖို့အတွက်ဘောလုံးကန်ခဲ့တာဖြစ်လို့အနိုင်ယူနိုင်ခဲ့တဲ့အခိုက်အတန့်ကလည်းအိမ်မက်လို့ခံစားခဲ့ရပြီးတော့အရန်ကိုပျော်ရွှင်ခဲ့ရပါတယ်။အခုသူဘာဆက်ဖြစ်ချင်လဲဆိုတာနားမလည်သေးတဲ့အတွက်ကမ္ဘာအကောင်းဆုံးဆိုတဲ့အရာအခုချိန်မှာနာဂီအတွက်တော့အရန်ကိုခက်ခဲနေခဲ့ပါတယ်။ flow ဝင်တဲ့လမ်းကြောင်းအရာပြောရမယ်ဆိုရင်စင်ကုံမှုဟာတအားကြီးခက်ခဲနေရင်လေတောကတွေများတက်ပြီးတော့အရန်လွင်ရင်လေ ပြင်းစရာကောင်းတက်ပြန်ပါတယ်ဟုတ်ပြီဒါဆိုရင်မင်းရဲ့စိန်ခေါ်မှုပြောင်းလဲရအောင်ကမ္ဘာအကောင်းဆုံးဆိုတဲ့စိန်ခေါ်မှုဟာမင်းအတွက်အရန်ကြီးတယ်ဆိုရင်အာခဏလေးတွေးကြည့်မမင်းအစားပြောတာအလုံးမလုံးချင်ဘူးလို့ပြောတာမလားဟုတ်တယ်ငါဂိမ်းမဲတနေကုန်ထိုင်ဆော့ကျင်တာငါတို့နဲ့ဘာမှမကွာဘူးဒီကောဒါဆိုရင်မင်းရန်တန်း300အထိစုလိုက်ငါတိတိကျကျပြောနိုင်တာကတော့ဂျပန်အမျိုးသားတယောက်ရဲ့တသက်စာဝင်ငွေပဲဒါကြောင့်မလို့နီယိုအေဂိုစ်လီတလျှောက်လုံးတနေ့ရန်တန်း300ဝင်ငွေမရောက်ခင်အထိစက်ပြီးတော့ကြိုးစားနေ ါဆိုရင်မင်းထပ်ပြီးတော့အလုပ်လုပ်ရှာမလိုတော့ဘူးအရင်ရှိစနစ်လုပ်ငန်းတွေကိုလည်းကျွန်လွန်နိုင်သွားပြီးစစ်မှန်တဲ့လွတ်လပ်မှုဆိုတော့မင်းရရှိလိမ့်မယ်ဒါကထိတ်တန့်ကစားသမားတယောက်ဖြည့်ရတာရဲ့ပျော်ရှင်မှုအစစ်မှန်ပဲဆိုပြီးတော့ Realme ခါကေကပြောလိုက်ပါတယ်တနေ့စာဝန်ကြီးရန်တန်း300ဆိုတဲ့ပန်းနိုင်လောက်ကတော့လုံနေလောက်မယ်လို့ထင်ပြီး Realme နဲ့အတူဘလုံးစကစားဖို့ခေါ်ခဲ့တဲ့နေ့ရလို့သူ့ကိုစိတ်လှုပ်ရှားစေတယ်မရတာကြောက်ကြီးဖြစ်တဲ့ခံစားမှုမျိုးအတွက်ဘလုံးကံဖို့ဖိတ်ခေါ်ခဲ့တဲ့အတွက် Rio ကိုကျေးဇူးတင်မိနေပါတယ်ရုတ်တရက်ကြီးထူးထူးဆန်းဆန်းနေပြောနေတဲ့ Nagi ကို ဒီနေ့တီတော့မာလာလို့မိလိုက်ပါရယ်။နာဂီကလည်းအပူရှက်ရန်လာဆိုပေမဲ့မတည်သေးပါဘူးလို့ပြန်ဖြေပါရယ်။ပြောနေကြမဟုတ်တဲ့ဇကားတွေဟာရီယိုအနှဲငယ်လန့်သွားစီပြီးနာဂီကအခုဆိုရင်ရင်းကျလာခဲ့ပါပြီ။ဒါပေမဲ့သူရဲ့ဘန်းတိုင်ဟာအဆုံးသက်ကိုမရရှိသေးပဲအစသာရှိသေးတာမလို့ဒီလောက်နဲ့ကျင်းနေနေသေးလို့မရပဲ။ဘလူးလောက်အတုံးချပြီးနိုင်ငံတော်ကိုစားပြီးအတင်းမှာပါနိုင်အောင်လုပ်ကအတင်းရဲ့အဓိကဖြစ်လာပြီးကမ္ဘာဖလားကိုအရယူကြမှာဖြစ်ပါရယ်။အဲဒါကြောင့်မို့နာဂီကိုလည်းသူ့ပုံစံအတိုင်းဆက်ရှိနေခိုင်းပြီးနှစ်ယောက်သားထိတ်ဆုံးတက်လန်းကြတော့မှာပါ။ ခိုင်ဇာရုရဲ့တဖက်မှာတော့တဝဲလုံးရဲ့အခြေအနေကိုပြန်သုံးသပ်နေပြီးမျက်လုံးနဲ့ညောင်းကွမှဆိုးတဲ့အတွက်ဂျာမန်ဂီလီယာသူ့ယောက်ျားအတွက်အလင်းကမျက်မှန်လေးယူလာပေးခဲ့ပါတယ်ခိုင်ဇာကလည်းကျေးဇူးတင်လိုက်ပြီးမင်းရဲ့အဲ့ဒီစိတ်ထားလေးကိုသဘောကျတယ်လို့ပြောလိုက်ပါတယ်ပြီးတော့နက်စ်ကိုသူချီမော့ဖို့ဆုံးဖြတ်ခဲ့တဲ့ကစားသမားတွေကိုမှတ်မိလားဆိုပြီးပြောပါတယ်နက်စ်ကလည်းသူမှတ်မိကြောင်းနဲ့ပြောက်ွယ်တော့မဲ့ကျေပွင့်နေဖြစ်တဲ့ဂျာမန်နမေတွေကိုရွတ်ပြပါတယ်နမေတွေပြောရခက်လို့သူတို့ရဲ့ဘဝတွေကိုဖျက်ဆီးခဲ့တော့မှခိုင်ဇာရဲ့စိတ်ထဲမှာအလွန်ပျော်ရွှင်ခဲ့ရတယ်ဆိုပေမဲ့ဒီဒီချင်း ဂျပန်ရဲ့ထိပ်သီးကစားသမားပေါ်လာတဲ့အခါမှာတော့အရင်ကငချွတ်တယ်လို့ထင်ထားရဆိုပေမဲ့အဲ့ဒီပွဲမှာအီဆာကီယွေးချီဟာသူ့ရဲ့မျောလင့်ထားတာတွေထက်ပေါ်ပြီးတော့ကျော်လွန်သွားခဲ့ပါတယ်။နက်စကိုရောဘလို့ထင်လဲလို့မေးတဲ့အခါမှာတော့အီဆာကီကခိုင်ဇာကိုကြောက်လို့ထွက်ပြေးသွားတဲ့ငါကြောက်ကြောက်လူပေးခဲ့တဲ့အတွက်ကြောင့်တိုက်စစ်မှုတရားအနေနဲ့ခိုင်ဇာကိုအနိုင်ယူနိုင်သေးဘူးဆိုပြီးပြောနေချိန်မှာပဲမျက်နှာရေထဲချလာခဲ့တာမလို့ခိုင်ဇာရော့သေးလေးဆိုပြီးတော့ရေထဲဖြည့်ပေးလိုက်ပါတယ်။ခိုင်ဇာကသူပြောခဲ့တာတွေအကုန်လုံးကိုသိပြီးတော့တကယ်တမ်းဆိုလိုချင်တဲ့အရာအီဆာကီကပါလို့သူ့ရဲ့အတိုင်းမဲ့စွမ်းရည်တွေကိုရှင်ဖို့ဆုံးဖြတ်ခဲ့ရလဲဆိုတာပါ။ သူ့ရဲ့စိတ်ဓာတ်တွေကိုမီးမတွက်နိုင်အောင်အချိန်များစွာချိုးဖျက်ခဲ့တယ်ဆိုပေမဲ့အီစာကီကအမြဲတမ်းပြန်ထားခဲ့ပြီးတော့ခိုက်စားကိုဆက်လက်ဆက်ကျင်ခဲ့ပါတယ်အတားအဆီးတွေများလေလေစိတ်လှုပ်ရှားလေလေလို့တော့ထင်ရပြီးတော့အတားအဆီးတွေကိုလည်းပပနဲ့နဲ့ကြော်ဖြက်လေးရှိတဲ့အီစာကီကိုတာမန်လူလို့မမြင်ပဲအီစာကီကလူပြဲအောင်ဆောင်ထားတဲ့ဆရာတစ်ပါးပဲလို့ခိုက်စားအမြင်ပါတယ်အဲ့ဒီတစ်ချက်နဲ့ပဲအီစာကီကခိုက်စားထက်ပိုကောင်းတယ်လို့ပြောလို့မရပဲအဲ့ဒီအချိန်မှာခိုက်စား Nesco သူပါလို့ဘလူးလို့လာခဲ့ရလဲလို့မေးပါတယ် Nes ကတော့ခိုင်စားစံပြူပါချင်းနဲ့ဒန်းနုဆိုတာပြချင်းတာဒါမှမဟုတ်ဘတ်ဆက်မန်ချင်းကနေထွက်သွားနိုင်မှုအတွက်ကလန့်မှုကောင်းကောင်းလိုချင်တာဖြစ်နိုင်ကြောင်း Nes ကပြန်ပြေးပါတယ်ခိုင်စားကလည်းဟုတ်တယ်ဘတ်စတာမန်ချင်တင်းဘာချစ်ကပဲပိုင်ပြီးတော့ခိုင်စာဘလိုပဲကြိုးစားကြိုးစားအတင်းကဘာချစ်ကိုပဲဗဟိုထားပါရယ်အဲ့ဒါကြောင့်သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင်အခုအတင်းမှာကမ္ဘာအကောင်ဆုံးဖြစ်လာနိုင်တော့မှမဟုတ်ပဲနီယိုအေဂွိစ်လီကိုလာခဲ့ရတဲ့အကြောင်းရင်းကတော့သူ့ရဲ့နာမည်ကိုညှိနှိမ်ဖို့နဲ့သူ့ကိုကူညီပေးမယ်လူပြက်လေးရပိုတိုးတက်လာပြီး မျောလင့်ထားတာထက်ကိုပူပြီးတော့ကျော်လွန်သွားခဲ့ပါပြီ။သူသာအီဇာကီကိုဖျောက်ချနိုင်မယ်ဆိုရင်အားလုံးကသူ့ကိုကမ္ဘာအကောင်းဆုံးဆိုပြီးတော့တမန်ကြတော့မှာပါ။အဲ့ဒါကြောင့်စိတ်ထဲမှာလည်းအီဇာကီကိုလုံးဝချီမုံပြစ်ချင်နေပြီးဂျာမန်ဂီလီကတော့ခိုက်သားငစိမ့်မြင့်ငကင်းပြစ်သွားတဲ့အတွက်ကြောင့်အသေးကွေးနေခဲ့ပြီးအီဇာကီအပေါ်ကိုလည်းဒေါသထွက်နေခဲ့ပါတယ်။ချောက်တာနေရာရှိမှာတော့လိုင်းအဲမှာပါနိုင်ဖို့အတွက်အားလုံးကအပြင်းထန်ကြိုးစားနေခဲ့ကြပြီးဦးစိတ်တို့ကတက်လုံပိုင်းမှာအီဇာကီထက်ခြေတလန်းပူတာနေခဲ့ပါတယ်။နှစ်ယောက်သွဲဆော့တဲ့လေ့ကျင့်ရေးအပိုင်းမှာလည်းအနှဲငယ်လွှဲချောင်းနေခဲ့ပြီး ဘောလုံးလက်ခံရရှိတဲ့လေ့ကျင့်ရေးမှာတော့အတော်လေးတိုးတက်လာခဲ့ပြီးယူကီမီယာကိုလည်းမျက်ကွယ်ရနေခန္ဓာကိုယ်နဲ့ကပြီးတော့ဒရက်ရှော့နဲ့ဂိုးသွင်းနိုင်ခဲ့ပါတယ်သူ့ကိုတကွက်ပြနိုင်သွားတဲ့အီဆာကီကိုယူကီမီယာချီချူးလိုက်ပြီးချီချူးတဲ့သူကချီချူးဂျေဝင်နဲ့ကောင်ကဂျေဝင်နေကြပါတယ်ခဏနားတဲ့အချိန်မှာတော့ဟီယိုရီယိုမက်တာဗီရှင်အကြောင်းရှင်းပြနေပြီးတကွင်းလောရဲ့အနေထားကိုမြင်နေရတယ်လို့ပဲလို့ပြောပါတယ် ဟီယိုရီအကြံပေးဘူးတဲ့အလိုလျောက်တုံ့ပြန်တဲ့နီးနဲ့စောင့်နေခဲ့ရလို့ထင်ရပြီးအမြဲတမ်းလုံနိုင်တယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့အလွန်မင်းမောပန်းစီပါတယ်ဟီယိုရီကလည်းအံ့ဖို့ကောင်းတယ်လို့ပြောလိုက်ပြီးခန္ဓာကိုယ်ကတော့စိတ်ကူးသားတယ်လို့လိုက်ပြီးတော့မလို့ရှားနိုင်ဘူးမလားလို့မြင်လိုက်ပါတယ်အီဇာကီကလည်းဟုတ်တယ်လို့ပြန်ပြောလိုက်ပြီးစိတ်ကူးထားတဲ့အတိုင်းစောင့်နိုင်အောင်လေ့ကျင့်နေရလို့ပြန်ပြေးသွားတယ်တခြားသူတွေအမြင်မှာတော့အီဇာကီကကြီးမားတယ်ညံလင်းပွင့်သွားခဲ့ပြီးတကယ်တမ်းအီဇာကီအတွက်ကတော့လုံနိုင်တဲ့အရာတွေပဲဖြည်းဖြည်းချင်းအဆင့်တင်နေတာဖြစ်ပါတယ်အဲ့ဒီအရာတည်ငြိမ်တဲ့တိုးတက်မှုတစ်ခုဖြစ်ခဲ့ပြီးတော့ မန်ရှိုင်းစီးတီးနဲ့ပွဲတော့အပြင်းအထန်ကြီးမယ်ဆိုရင်အီဇာကီရဲ့လှုပ်ရှားပုံတွေကနှစ်ဖျားတစ်ပါးအားလုံးကိုကြီးနေပြီးဂွင်းထဲမှာရှိတဲ့လူတွေအားလုံးကိုထိချုံနေတယ်လို့ခံစားရပါတယ်။တခြားသူတွေရဲ့စိတ်နဲ့အဓိကစက်ကောင်ခံစားချက်ကဖတ်နိုင်သွားတဲ့အီဇာကီကိုယူကီမီယာနှစ်ဖျားတစ်ပါးဒါမှမဟုတ်အုတ်ချုပ်သူတယောက်လိုမြင်ခဲ့ရတော့တယ်လို့ဟီယိုရီကပြောပါတယ်။ဂွင်းလုံးကိုထိချုံနေတဲ့အုတ်ချုပ်သူဆိုတဲ့ခံစားချက်ကရင်းနဲ့ပထမဦးဆုံးအကြိမ်တွေ့တော့ခံစားချက်နဲ့အတူတူပဲဖြစ်ပါတယ်။အီဇာကီကလည်းအဲ့ဒီလိုလုံနိုင်ခဲ့ပြီးကမ္ဘာအကောင်ဆုံးကစားသမားတွေကိုပါထိချုံနိုင်တဲ့အထိ အံ့ဩဖို့ကောင်းတဲ့ level တခုမှရရှိနေခဲ့ပါပြီ။ဒါပေမဲ့လည်းလက်ကျင်းမှုတွေအဆင်ပြေပြီး level ထက်မြင့်နေနိုင်မယ်ဆိုရင်တော့မှခိုင်စာအောင်အနိုင်ရဖို့အတွက်အခွင့်အရေး50 40လောက်တာရှိပါတယ်။ theory ကတော့အဲ့လောက်ဆိုရင်ခိုင်စာအောင်အနိုင်ရဖို့လုံလောက်ပြီလို့ပြောပေမဲ့ဣစာကြီးကတော့100ခန်းတော့ရမှာပဲ။အနိုင်ရဖို့တေးကြမယ်လို့ပြောပါရတယ်။အဲ့ဒီဘွဲမှာနှွားကကူညီခဲ့တာမလို့လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခဲ့တယ်ဆိုပေမဲ့ဒီအတိုင်းဆက်ပြီးတော့မိခိုးနေမယ်ဆိုရင် ကမ္ဘာအကောင်ဆုံးဖြစ်လာနိုင်တော့မှမဟုတ်ပါဘူး။မေတာဗီရှင်နဲ့အဓိကဆက်ဆောင်ခန်းစားချက်တွေကိုအသုံးပြုနေပြီးကစားကွက်တွေကိုပြည့်ပြည့်စုံအောင်လုပ်နေပေမဲ့တရားရဂိုင်နှုန်းကိုအတွင်းဖို့အတွက်ကြတော့တခုခုလိုအပ်နေသေးပါတယ်။တစ်ဖက်မှာတမင်ကြီးဖောင်းအောင်လုပ်တဲ့ဖုန်ကြီးကျောင်းသားကိုဦးစိတ်တူဟာဒေါ်တာထက်နေခဲ့ပြီးတရားဆောင်ကောင်းချက်ပဲလို့ပြောလိုက်ပါတယ်။ဖုန်ကြီးကျောင်းသားလေးကတော့အဲ့ဒါကိုတော်ရာလုတ်ခေါ်ပြီးသူ့ရဲ့ညာပခုံးဘက်ကိုလာတဲ့ဘယ်လိုပြိုင်ဘက်ကိုမဆိုတရားရဂိုင်နှုန်းဖောင်းအောင်လုပ်နိုင်မယ်။ဒီစနစ်တစ်ခုကိုကျွမ်းကျင်သွားပြီလို့ပြောပါရယ်။ဘော်ရီပြောနေရလား။စောင့်ကြည့်နေတဲ့သူတွေရှိတော့ မင်းတယောက်ဆောင်နေဆိုတော့တီးမှာပေါ့အဲ့ဒါတယောက်ဆောင်တာပဲမဟုတ်ဘူးကွာတိုက်မိတော့အပိုလှုပ်ပြီးတော့လဲချမှာအဲ့ဒါတယောက်ဆောင်တာမဟုတ်လို့ဘောလားဒါမှမှအီစာကြီးကတော့တခုခုကိုတတိထားမိသွားပုံပေါ့ပြီးစကားများနေတဲ့ဆရာကြီးနှစ်ယောက်စီကအကြံတခုခုရက်သွားခဲ့ပါတယ်ကိုရဖို့တရားရကန်နှုတ်တည်ကြပြီးအဲ့ဒီအကြံနဲ့ဆိုရင်ခိုက်စားဦးဟာအနိုင်ယူနိုင်မှာဖြစ်လို့လမ်းပြပေးခဲ့တဲ့ဖုန်ကြီးကျန်းသားလေးကိုကျေးဇူးတင်လိုက်ပြီးတနေ့ရအောင်ပြည့်ထွက်သွားခဲ့ပါတယ် ကျန်တဲ့ကောင်တွေကတော့ကြောင်အန်အန်ဖြစ်နေပြီးအကြံလေးတစ်ခုထက်ရသွားလို့ပြီးသွားရလို့ EOR ကပြောပြပါရယ်ယူကီမီယာတော့ဒီကောင်နောက်ထပ်စင်ကယ်ပြောင်းလဲတော့မှလားလို့တွေးနေမိပါရယ်အီစာကီကလည်းသူ့ရဲ့အကြံသေးကိုအတော်လေးစမ်းသပ်ချင်နေပြီးတေချာပေါ့အလုံးလုံးမယ်ဆိုတာကိုလည်းသိနေခဲ့ပါရယ်ဒေါ်မဲအဲ့ဒီအကြံဉာဏ်ကိုကြွန့်ကျင်ဖို့ဆိုရင်အချိန်ခဏလေးနဲ့တော့မဖြစ်နိုင်ဘူးဒါကြောင့်မို့ငေါ့ကူညီပေးနိုင်မယ်ပိုင်းစားတော့သူပဲဟေးကျော်သားအောင်တော့ကြီးငေါ့ကူညီပါဦးဆိုပြီးတော့အီစာကီကကပတိန်အမေရိကစီကိုတော်ပြီးတော့ကူညီတောင်းခဲ့ပါရယ် အဲ့ဒီနောက်ငါရဲ့ကြာအပြီးမှာတော့ကဘာတဝမ်းပြိတ်သက်တွေကသူတို့သဘောကျနစ်သက်တဲ့သူတွေကိုမဲပေးနေခဲ့ကြပါတယ်။တဖက်ဘက်စတာမှချင်းအသေးမှာတော့ဆန်ဖြူဘာချစ်ကအီတလီဥပအသင်းနဲ့ထိတ်တဲတွေ့ရဖို့အတွက်လမ်းရဲကိုစတင်ကြီးညာပါပြီ။ဂိုဒမာအတွက်ကတော့ထုံးစံအတိုင်းတော်ရင်သားလေးစင်တာဘက်နှစ်ယောက်အတွက်ကတော့မန်ဆာနဲ့ပရင်စတောတို့ပဲဖြစ်ပြီးတောင်မန်ခန်စစ်တွေအတွက်ညာတောင်မန်မှာခရိုနာဘဲတောင်မန်မှာယူကီမီယာတို့ပဲဖြစ်ပါတယ်။ဒီဘွဲအတွက်ခန်စစ်ကွင်းလေလူကတော့ဦးစိတ်တွေပဲဖြစ်ပါတယ်။တယောက်ချင်းရှင်ပြီးတော့ဘောလုံးလူတဲ့အခါမျိုးတွေမှာ သူရဲ့ခန္ဓာကိုယ်စွမ်းအားတွေကိုပြနိုင်ခဲ့ပါတယ်။ဒါကြောင့်မို့အဲ့ဒီတယောက်ချင်းရှင်နဲ့စွမ်းအားတွေကိုအတုံးချပြီးအတင်းရဲ့အဓိကအနေနဲ့လှုပ်ဆောင်ခိုင်းမှာပါ။ဦးစိတ်သူကနောက်ဆုံးတော့အခွင့်အရေးရခဲ့ပြီးအနေငယ်တော့မြောက်ကြမြောက်ကြဖြစ်နေပါတယ်။နောက်ထပ်ရွေးချယ်ခံရတဲ့လူတွေကတော့ကွေးလဲမှာ Nest ၊တောင်ပံကွေးလဲမှာ Green ၊ညာဘက်ကွေးလဲမှာတော့ Isaki ရွေးချီတို့ပဲဖြစ်ပါတယ်။တိုက်စစ်အနေနဲ့ကတော့ညာဘက်မှာ Captain America ၊ဘယ်ဘက်မှာတော့ Kaiser တို့ပဲဖြစ်ကြပါတယ်။ဒါကတော့ Italy ဥပအသင်းနဲ့ထိတ်တဲတွေ့ဖို့အတွက်အသုံးပြုရမယ့် Formation ပဲဖြစ်ပါတယ်။သူတို့နဲ့တွေ့ရမယ့်ဥပအသင်းဆိုတာ ကန္နဝင်ခန်းစစ်နဲ့သူတို့ရဲ့ဗျူဟာရှင်ဆရာကြီးကတော့ပါဝင်ပါတယ်။ဒါကြောင့်မို့အတင်းရဲ့တိုက်စစ်ကခိုင်ဇာနဲ့အီဇာဂီတို့အပေါ်မှာမူတည်ပြီးသူတို့နှစ်ယောက်ကလည်းအဲ့ဒီခန်းစစ်ကိုတနည်းနည်းနဲ့ဖောက်ကြမယ်ဆိုတာသိကြပါတယ်။အဲ့ဒီခန်းစစ်ကိုသူတို့နှစ်ယောက်ထဲကဘယ်သူပဲဖောက်နိုင်ဖောက်နိုင်ဖောက်နိုင်တဲ့သူကတော့ဒီအတင်းရဲ့ဘရင်ဖြစ်လာမှာပါ။ဦးစိတ်တို့ကတော့မင်းသားလေးနှစ်ပါးဒီနန်းလူ့ဖို့ကြိုးစားနေတဲ့အချိန်ခန်းစစ်ကိုကာကွယ်ပေးရမှာလားလို့မေးပါတယ်။စံပြူဘတ်ချစ်ကမကျေနပ်တာရှိရဲ့လားလို့မေးတဲ့အခါမှာအဲ့လိုမဟုတ်ပဲငါအလေတဲ့ကိုတိတိကျကျကာဝယ်ပေးမယ်။မင်းတို့ကြိုက်တယ်လို့လုပ်ကြ။ အထုံးမကြတယ်မင်းသားတွေဣစာကြီးကတော့ဦးစိတ်တို့တရားစိတ်တို့နေရလားပြောနေရလားတော့မပြောတတ်တော့ပါဘူးဥပါလိုအသိမျိုးကိုအနိုင်ယူဖို့အတွက်ဆိုရင်တယောက်ချင်းစီရဲ့လုံနိုင်စွမ်းတွေကိုစမ်းသပ်သွားမှာဖြစ်ပြီးအနိုင်ရဖို့အတွက်ကအတင်းသားတယောက်ချင်းစီတိုင်းမှာမူတည်နေပါတယ်ခိုင်စာကိုလည်းဣစာကြီးကိုအရင်ကက်မနေဖို့နဲ့ဒီလိုယုတ်တိမရှိတဲ့ကစားပုံမျိုးတွေကိုထပ်ပြီးတော့ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ဘာချစ်ကပြောပြီးဣစာကြီးကိုလည်းသူ့ရဲ့တီယိုတွေစမ်းသပ်ဖို့အချိန်ရောက်ပြီမင်းကတိုက်စစ်မှုဆိုရင်ဂိုးရီနဲ့တက်တည်ပြလို့ပြောပါရယ် ီလိုနဲ့ပဲဘတ်စတာမန်ချင်းအတင်းရဥပအတင်းနဲ့တွေးဖို့တောခဲ့ကြပြီအိုက်စာသူတို့ရဲ့တန်ကြီးတွေကိုဂိုးနဲ့တက်တီပြကြဖို့မမင်းနဲ့လို့အီဇာဂီကိုတတိပေးလိုက်ပါတယ်တဖက်မှာတော့ဥပအတင်းကရောက်နေခဲ့ပြီးအိုလီဗာအိုက်ကူအီမိုနီကိုအရှိအီးနဲ့ဆန်ဒိုရိုကလည်းစတာနယ်လိုင်းအမ်မှာပါနေခဲ့ကြပါတယ်အကြီး360ဆရာကြီးဦးစိတ်တူကဆန်ဒိုရဲ့နာမည်ကိုမန်ဒိုဆိုပြီးမှာခေါ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမလန်မကန်ကနေအရှုံးသမားလေးငါမင်းကိုလွမ်းနေခဲ့တာ။တန်ကြားလို့ရုတ်တရက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့အချင်းချင်းခေါင်းတိုက်မိသွားပြီ ဘာလို့ကငါမင်းကိုဝမ်းမြူဖို့မဆောင်နိုင်တော့ဘူးလို့ပြောလိုက်ပါရယ်အထာကြိုက်လို့ထင်ရပေမယ့်ခေါင်းတိုင်းမိသွားတဲ့ဒိုင်ယာအပေါ်လာပြီးနှစ်ယောက်သားဦးချောင်ချောင်နေဖြစ်ကုန်ကြပါရယ်ချက်ပြာ210မှာတော့ဇပင်ကိုစီထူတာပြီးကျွန်တော်တို့ဖြစ်နေတဲ့ဘာလို့ကိုဘာလို့တာလဲလို့မေးလိုက်ပါရယ်ဘာလို့ကတော့ပိတ်ထားဖို့နဲ့အီစာကြီးရဲ့တနစ်စာဝင်ငွေထက်နှစ်ဆများတဲ့ဝင်ငွေအတွက်အောင်ပွဲခံတာဖြစ်ကြောင်းပြောပြပါရယ်အိုက်ကူကတော့အဲ့ဒီဇပင်ကိုမနေ့ကမှဆူလိုက်တာဖြစ်ပြီးဂျန်နဲ့နှကောင်ကလည်း အဲ့ဒီကိုရအောင်သူတို့ကူညီပေးခဲ့ကြအောင်ပြောပါရယ်ဘာလို့ကအီဇာကီကိုဆက်တွေ့ရင်ဘလို့လုပ်ပြမယ်ဆိုတဲ့အကြောင်းပြောပြနေခဲ့ပြီးတော့ဒီကိုနဲ့အာရီကစားနောက်နေတဲ့အတွက်နှစ်ရလုံးလက်နဲ့ချုပ်ထားလိုက်ပါရယ်ကြောင်တော်နေလုံနေတဲ့အတွက်အီဇာကီကတကယ်ရောတန်းနေရတန်းရင်လားလို့တွေးမိနေပါရယ်အဲ့လိုတွေးနေတော့အိုက်ကူကငါတို့ဥပါအတင်းရဘလူးလော့ရဲ့ပလေယံခိုးတော့မှာနော်ကောင်းပြီလေဒါဆိုလဲစလိုက်ကြတာပေါ့တဖက်ဘလူးလော့ရဲ့ဌာနချုပ်မှာတော့ဂျပန်ဘောလုံးဥက္ကဋ္ဌကြီးကဘလူးလော့ကီချင်းအယုတ်လေးတွေကိုလာပြီးတော့ကြောင်ကြံနေခဲ့ပါတယ်ဒါပေမဲ့ဆရာဦးမုခွက်ကတော့ အားလုံး brother ရဲ့ crash လို့ညင်းလိုက်ပြီးတော့ကျွန်တော်ရဲ့ကောင်မလေး Andrea ကတော့တခုလလိုချင်နေမိပါတယ်။ဆရာဦးမုံခွက်ကပြောစရာဒါပဲဆိုရင်အလုံများနေတာမလို့ကျေးဇူးပြုပြီးတော့ထောက်ထားပြီးပါလို့ပြောလိုက်ပါတယ်။ဂျပန်ဘောလုံးဩက္ခရာကြီးကတော့ Blue Lot TV စလို့ရအောင်သူတို့ကကူညီပေးခဲ့ကြပြီးတော့အဲ့အချိန်တုန်းကပေးခဲ့ကြတဲ့ကတိကိုမေ့ပြီလားလို့မေးလိုက်ပါတယ်။ဆရာဦးမုံခွက်ကလည်းမမေ့သေးတာမလို့ကျင်းနေသွားပြီဆိုရင်ထွက်သွားတော့လို့ပြောပါရယ်။ကောင်းပါပြီ။နောက်ဆုံးတော့ဘောလုံးကလည်းစီးပွားရေးတစ်ခုပါပဲ။ Neo Equestria ရဲ့ငါးဘက်မြောက်ပွဲစဉ်ဖြစ်တဲ့အီတလီရဲ့ဥပမာနဲ့ ဂျာမနီရဲ့ဘတ်စတာမန်ချင်တို့ရဲ့ပွဲဟာနောက်ဆုံးတော့စတင်ခဲ့ပါပြီအရင်ပွဲမှာတန်နီယာတန်ကြီးရသွားတယ်ဘာရိုကပဲဦးဆောင်သွားမလားဒါမှမဟုတ်အီစာကီကပဲသူ့ပုံစံနဲ့ကိုသွင်းနိုင်သွားမလားခိုင်ဇာအင်ဘက်ကပဲဦးဆောင်သွားမလားဆိုတာစောင့်ကြည့်ရပါတော့မယ်အီစာကီကတော့သူ့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးသွားပြီမလို့စိတ်အေးအေးထားနေခဲ့ပါတယ်ကိုသွင်းမယ်ပြီးရင်ခိုင်ဇာကိုအနိုင်ယူမယ်ငါလေ့ကျင့်ခဲ့တဲ့အရာတွေနဲ့မက်တာဗီရှင်ကိုတရားခံတော့အသုံးချနေပါပြီခိုင်ဇာနဲ့နတ်စုကတော့သုံးနေကြ1 2ပုံစံအတိုင်းတပတ်အတင်းကိုကြော်ဖြတ်တော့ပါတယ် ဥပါလို့ခက်စက်အသားပြီးဆော့တဲ့အတင်းကအလဲတကူကြော်ဖြတ်ခံနေရတာအတိတ်ပဲမရှိဘူးလို့အီစာကီးကတွေးမိနေပါဗျ။နောက်ထပ်ခန်းစင်းနှစ်ယောက်ကဖိအားပေးကြဖို့လာတဲ့အခါမှာတော့ခိုင်စာနက်စ်ကိုလူပေးလိုက်ပြီးပေးလိုက်တဲ့ဘောလုံးနက်စ်ကရှောင်လိုက်တာကြောင့်ဂရင်းကရရှိသွားပါဗျ။ဆော့တဲ့ပုံစံပြောင်းသွားခဲ့ပြီးနက်စ်ကရှေ့ကိုတဟုံတို့ပြေးထွက်သွားပါဗျ။အဲ့ဒီအချိန်မှာဘောလုံးကိုဂရင်းကဖြတ်တင်ပေးလိုက်ပြီးနက်စ်ကိုလူဝိုင်းကတ်ကြပါဗျ။တကယ်တော့နက်စ်ကငါးစာအနေနဲ့ပြေးထွက်ခဲ့တာဖြစ်ပြီးတကယ်တမ်းပေးဖို့ခဲ့တာဘယ်ဘက်မှလွတ်နေတဲ့ခိုင်စာစီယူပဲဖြစ်ပါဗျ။အဲ့ဒီလိုမျိုးရုတ်တရက်တိုက်ခတ်မှုကြီးဟာ ။အီစာကီတော်မှာခံမှန်းဖို့မဖြစ်နိုင်ပါဘူး။ You Nike မင်းကရန်တိုင်း300တန်းတယ်ဆိုတော့ is people ခိုင်စာကိုရဲလိုက်တယ်ချွေးင်းချက်မရှိဘဲနဲ့တိတိကျကျပြင်မဲ့ထားတာပဲဒါဆိုရင်ဒါဥပါရဲ့နှလုံးသားမျိုးဆက်တဲ့စတိယောက်ရဲ့ခန်းစစ်ကစားသမားအိစားသုံးသူလိုရန်ဆိုဝဲရာတာရှိလိုက်တာကွာမိုက်ကယ်ခိုင်စာရဲ့ထုံနှံမှုကိုမျိုးဆက်တဲ့စတိယောက်တွေကခန်းစစ်ကစားသမားလိုရန်ဆိုကရက်တက်လိုက်ပါတယ်အီစာကီကလိုရန်ဆိုရဲ့မှတ်တမ်းတွေကိုကြည့်ဖူးပြီးတော့ဒီဘေးကတကယ်ငကြောက်မဲဆိုတာ ရိလိုက်ပါတယ်။အီဇာဂီရာမကမန်းနိုင်ခဲ့တယ်။ခိုင်ဇာရဲ့ရုတ်တရက်တိုက်စစ်ကိုလိုရန်ဇိုကမြင်ခဲ့ပြီးတော့ချက်ချင်းရတ်တက်ခဲ့ပါတယ်။အောင်းစရာခံမှန်းမှုနဲ့ခန္ဓာကိုယ်စွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့သူကတော့ကမ္ဘာအကောင်ဆုံးအသက်20ယောက်ဆန်နာဘက်ဒေါ်လိုရန်ဇိုပဲဖြစ်ပါတယ်။အဲ့ဒီရွှေသွားတွေကိုရှူးထုတ်ပြနေရရက်လိုက်တော့မင်းကတကယ်ကြီးကိုငါကြောင်းမယ်။မိုက်ကယ်မင်းကတန်းသွင်းရတန်းနေဆိုတော့ငါမင်းကိုနိုင်သွားရင်ငါအဲ့ထက်တန်းနေဟုတ်ပြီနော်။အမြင်ကအဲ့လိုပဲလူတွေကိုမင်းကပိုက်ဆက်လိုပဲမြင်နေတောက်ယူဟုတ်တယ်လေဒီကဘာပေါ်မှာငွေနဲ့ဝယ်လို့မရဘူး။ ဘာမှမရှိဘူးအဲ့ဒါအမှန်တရားပဲဟုတ်ပြီလားကဲကြည့်အောင်တန်း30 29တန်း24တန်း29တန်းတန်း90အကုန်လုံးဝါမြူလိုက်အောင်ဥပါစတံပြန်တိုက်ဆစ်စမယ်ဟုတ်ပြီလားဒီလိုနဲ့ဥပါအတင်းရဲ့တံပြန်တိုက်ဆစ်စတင်ခဲ့ပြီလောက်ပတ်ပေးမယ်ပုံစံလွတ်လိုက်တဲ့အတွက်ကြောင့်တာဘူရောက်လာခဲ့တဲ့ကပတိန်အမေရိကကိုလူရန်ဇိုကဇွန်ဘီတကောင်လိုလိန်ခေါက်တော့ပါတယ်ဦးစိတ်သူနဲ့ထိတ်တဲတွေ့သွားပြီး တယောက်ချင်းချင်းဖို့စိန်ခေါ်လိုက်ပြီမယ်။လိုရန်ဇိုကတော့တန်ချင်းမရှိတဲ့ကောင်မလို့စိတ်ဝင်စားပဲကြောဖြတ်သွားပါရယ်။ဇော်မီတကောင်လုံးခြေလန်းနေနဲ့လိုရန်ဇိုကတော့တဖြည်းဖြည်းနဲ့အားလုံးအသားအရကြောဖြတ်ခဲ့ပါရယ်။ဟိုဘဟုပြုတ်ပြီးခန်းစစ်ကတဖက်အတင်းကိုမြှောက်ခော့ပြီးဝင်လာတဲ့အခါမှာတော့အားလုံးကဘောလုံးဝိုင်းလူကြပါရယ်။ဘောလုံးရသွားတဲ့အခါမှာတော့နီကိုနဲ့နေရာချင်းလိုက်ပြီးလိုရန်ဇိုကကွေးလက်လူအနေနဲ့အားလုံးကတပြိုင်တည်းပူးပေါင်းပြီးတော့တိုက်ကြပါရယ်။ဇော်မီမြန်တိုက်စစ်ကတကွေးလုံးကိုပြရခတ်သွားစီပြီးဒါကတော့လိုရန်ဇိုအခြေခံထားတဲ့ဥပအတင်းရဲ့တိုက်စစ်ပဲဖြစ်ပါရယ်။ကိုဘောနာကိုတဖြည်းဖြည်းရောက်လာပြီမလို့ လူရန်ဆိုကကန်သွင်းဖို့ပြင်လိုက်ပါတယ်မန်ဆာကတားဖို့လာတဲ့အခါမှာတော့သူ့ဘောကနေကြော်ပြက်သွားပြီးအားလုံးကလူရန်ဆိုမတားနိုင်တော့ပါဘူးဝမ်ဘီဖီအားပေးကြပြီမဲ့အတုံးမဝင်မဲ့တရင်လုံးကလူရန်ဆိုကိုအာယုံစိုက်နေတဲ့အချိန်မှာရုတ်တရက်လူရန်ဆိုကအားလုံးရဲ့မျက်ကွက်ရအပြင်ဘက်ကိုဘောလုံးပေးလိုက်ပါတယ်လူတိုင်းသတိမထားမိတဲ့နေရာဘာရူရဲ့အောင်ပွဲလမ်းကြောင်းလူရန်ဆိုနဲ့ဘာရူပေါင်းဆက်မှုဥပအသင်းရဲ့ဂိုးဖော်မီလာပဲဖြစ်ပါတယ်ဒါဆိုရင်ဒါမင်းဘလို့ hat trick ရခဲ့လေဆိုတဲ့လူဝဲချက်ပေါ့ တော့တယ်ဘင်းအစ်စ်ကြီးဒီကောတကယ်ပဲတန်60ပဲတန်လာလားဆိုပြီးတော့ဘာရူရဲ့ကိုရက်တက်လိုက်ရင် chapter 131ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲ video ကိုသဘောကျနှစ်သက်ခဲ့တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတူတူတယောက်ချီးတင်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်အပိုင်းနေမှာပြန်တွေ့ကြတာပေါ့